အခုတစ်ဖက်တွစ်ဆုံမီမြန်ခမ်းမှာတော့ဒီမိုကရေစီအသွင်ပြောင်းမှုကျူးစားနေတဲ့မြန်မာနိုင်ငံနဲ့ဒီကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အခမ်းအနားနဲ့ပတ်သက်ပြီးတော့ UNICEF ကုလသမဂ္ဂကလေးငယ်များရံပုံငွေအဖွဲ့ရဲ့တရုတ်နိုင်ငံဆိုင်ရာဌာနကိုစလဲတာဝန်အပါအဝင်ဒီကုလသမဂ္ဂမှာနှစ်ပေါင်း20ကျော်တာဝန်ထမ်းခဲ့တဲ့ဒေါက်တာဒေါ်ရင်ရွယ်ကို VUE ကဒေါက်ခင်မျိုးသက်ကတွစ်ဆုံမီမြန်ထားပါရရှင်ဆမဒွန်ရင်ရအခုကျမတို့ VOA မှာလာပြီးတော့ဆွေးနွေးပြတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် ျမတို့ဒီအခုမြန်မာနိုင်ငံဆိုလို့ရှိရင်ဒီမိုကရေစီလမ်းကိုဖြောင်းနှံနေတဲ့နိုင်ငံပေါ့နော်ဒီအချိန်မှာကုလသမဂ္ဂပတ်မှုကူညီမှုတွေအများကြီးလည်းရှိပါတယ်ဆိုတော့ကုလသမဂ္ဂနဲ့မြန်မာနိုင်ငံရဲ့ဟိုမှာပေါ့နော်ကုလသမဂ္ဂရဲ့အခမ်းကဏ္ဍနဲ့ပတ်သက်ပြီးကျမတို့ဒီနေ့ဆွေးနွေးကြအောင်ပါဆိုတော့ပထမဆုံးဆ iam တော်ရင်တွေကဟိုတရုတ်နိုင်ငံမှာဟိုဟာ UNICEF ကဌာနကိုယ်စားလှယ်ဖြစ်နေနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တယ်ပေါ့နော်။နောက်ကုလသမဂ္ဂမှာလည်းဟို နှစ်အကြာဆုံးပေါ့နော်23နှစ်ကျော်ကျော်တာဝန်ထမ်းဆောင်ခဲ့တာပါဆိုတော့တရုတ်နိုင်ငံမှာဆီယမ်ကတာဝန်ထမ်းဆောင်တဲ့အချိန်မှာဒီပေါ့နော်ကုလသမဂ္ဂရဲ့ဒီလုတ်ပိုင်ခွင့်နေပေါ့နော်ကုလသမဂ္ဂနဲ့တရုတ်အစိုးရနဲ့ဆက်ဆံတာတွေဒီကြားထဲမှာအခြေအနေလေးတွေကျမတို့နည်းနည်းသိပြရစီကုလသမဂ္ဂကဒီတရုတ်နိုင်ငံကို သူဒီ UN OHCHR လို့ခေါ်တဲ့ဒီလူအခွင့်ရေးကုလသမဂ္ဂအဖွဲ့ကို တရုတ်ပြည်မှာရုံးထောင်ဝင်တောင်းတယ်အဲ့တော့တရုတ်ပြည်သူ့သမရနိုင်ငံအစိုးရမပေးဘူးအဲ့ဒါတစ်ချက်ပေါ့လေလုံးဝမပေးဘူးလာလို့တော့ရတယ်ဒါပေမဲ့မပေးဘူးနောက်တစ်ခုကဒီဟိုချင်းဟိုင်တို့စစ်ချွန်တို့မှာငရင်ဖြစ်တော့ကျမရှေ့ဆုံးရမယ်အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့တဘာဝဒီဘေးအန္တရာယ်ကင်တွေ့တာရောဒီရှင်ကျန်းလူမျိုးတွေနဲ့တရုတ်လူလူမျိုးတွေနဲ့ပฏิပက္ခဖြစ်တာတွေရောကျမတို့ သွားတယ်ဒါပေမဲ့သွားကျင်တိုင်းသွားလို့မရဘူးအစိုးရခွင့်ပြုချက်မပါပဲမသွားရဘူးလုံးဝလင်းမြန်မော်တော်တက်ခွင့်မရှိဘူးအစိုးရခွင့်ပြုချက်မပါပဲတရုတ်အစိုးရလည်းရှင်းလင်းပြတ်သားပါတယ်သူလုံးဝပေးမသွားတဲ့နေရာတွေသွားလို့မရဘူးလုံခြုံရေးပဲအတွက်ပဲဖြစ်ဖြစ်ဒီနည်းနည်းဟိုနိုင်ငံရဲ့ဂုံတိတ်ခါကြမှာစိုးလို့ပဲဖြစ်ဖြစ်ဥမာဒီပြိုသွားတဲ့ကြောင်းတွေပါတယ်ဟိုနောက်ပိုင်းဒီနိုင်ငံသားတွေဓာတ်ပုံကိုပေးမရိုက်တော့ဘူး နောက်ဆီယမ်မာအင်ဒိုနီးရှားမှာလည်းဒီအင်ဒိုနီးရှားမှာဒီဆူနာမီငငယ်လှုပ်တဲ့မလှုပ်ခင်တည်းကပေါ့နော်အင်ဒိုနီးရှားမှာဆီယမ်မာနှစ်ဟိုပါပေါ့နော်၅နှစ်ကျော်ကျော်လောက်ဟိုတာဝန်ထမ်းဆောင်ခဲ့တာပါဆိုတော့အင်ဒိုနီးရှားအစိုးရနဲ့ဒီဒီဆီယမ်မာတို့ဒီကုလသမဂ္ဂနဲ့ပေါ့နော်ဒီလှုပ်နဲ့ဆက်သွယ်ပြီးဆောင်ရွက်တာတွေအခြေအနေလေးတွေရောနည်းနည်းရှင်းပြပေးပါဆင်အဲ့ဒီအချိန်တုန်းကဒီဇင်ဘာ26ရက်ပေါ့လေ2004မှာဆူနာမီဖြစ်တော့ကျွန်မ อินโดนีเซียမှာ UNICEF ဝန်ထမ်းပေါ့နိဟိုနံပါတ်2နေရာမှာရှိပါတယ်အဲ့ဒီအချိန်တော့ဆိုလို့ရှိရင်ဒေါခင်မြတ်တက်လည်းကြာဘူးပါလိမ့်မယ်အားလုံးပဲတခါလေပျက်စီးသွားတယ်ယုံနေရောလူတွေရောလူတွေကတိမ့်လိုက်ချီပြီးတည်တယ်အဲ့တော့အဲ့ဒီအချိန်မှာဒီဟိုอินโดนีเซียအစိုးရကလည်းရှင်းရှင်းပြောရင်တိရုပ်လောက်တော့မချမ်းသာပါဘူးမချမ်းသာတော့သူကဒီရေဘေးဒုက္ခတွေတွေ နေဖို့အတွက်ဒုက္ခတဲ့စခန်းနေဆောက်ပေးတယ်။ဆောက်ပေးတော့လေသူ့အနေနဲ့ကတော့ကောင်းကောင်းမွန်မွန်ဆောက်ပေးတယ်ပေါ့သူတတ်နိုင်တယ်လို့ပေါ့။ဒီတက်သားနဲ့ဒီတက်မိုးတွေမာနေနဲ့နေမှာပေါ့။အခိုင်မာတော့မဟုတ်တာယာယီဒုက္ခတဲ့စခန်းဆိုပြီးဆိုအဲ့ဒီမှာဒီဗမာပြည်မှာနာမည်ကြီးနေတဲ့ UNHCR ပေါ့လေဒုက္ခတဲ့များဆိုင်ရာအဖွဲ့အဲ့ဒီအဖွဲ့ရာပြောတယ်ဒီဟာတွေအားတဲ့ဒီအင်ဒိုနီးရှားအစိုးရဆောက်တာကတဲ့မကောင်းဘူးတဲ့ဒါသူတို့ ဒီနိုင်ငံတကာစံနှုန်းနဲ့မမီဘူးတဲ့ဒုက္ခသည်တွေဒီမှာနေလို့မသင့်တော်ဘူးဘာညာဆိုပြီးသူကကန့်ကွက်တယ်ဒီအပြစ်ရှာတယ်အဲ့တော့ဒီအင်ဒိုနီးရှားအစိုးရကဘာလုပ်တော့ဆိုတော့သူကပြောတယ်ဒါငါတို့တန်းနိုင်လောက်ငါတို့ဆောက်တာတဲ့နောက်ပြီးဒီ UNHCR ဆိုတာလဲဒုက္ခသည်တွေနဲ့ပဲဆိုင်တဲ့အတွက်တကယ်တော့ဟိုအင်္ဂလိပ်လိုတိတိကျကျပြောရင် refugee ပေါ့ refugee နဲ့ဆိုင်တဲ့အတွက် refugee ဆိုတာဒီပြည်နိုင်ငံကလာတဲ့ဒုက္ခတွေကိုပြောတာနော်အဲ့တော့ကိုယ်နိုင်ငံအတွင်းမှာရေပြီးဒုက္ခတွေကို refugee လို့မခေါ်ဘူးအင်္ဂလိပ်လိုအဲ့တော့ခင်များတို့နဲ့မဆိုင်ဘူးねခင်များတို့ထွက်ဆိုပြီးတစ်နှစ်လောက်ထုတ်လိုက်တယ်နောက်တစ်ချက်ကဒီအချဲပြည်နယ်မှာဒါဆူနာမီမဖြစ်ခင်လေးနဲ့နှစ်ရှည်လများအနှစ်38ဖြစ်ခဲ့တယ်စစ်ဖြစ်တော့ဒီစစ်ဖြစ်တဲ့နေရာတွေကိုသွားကျင်နိုင်သွားလို့မရဘူး ကျမတို့အနေနဲ့ကျမတို့ဒီကလေးငယ်တွေအတွက်ဆေးတွေပို့တာတို့ဆေးတွေတူလုံးထားဖို့ရေခဲတက်တာပို့တာတို့ကိုချင်းလို့ခေါ်တာပေါ့ဒါတွေအတွက်ဆိုရင်တော့တို့ခွင့်ပြုတယ်ဒီလိုသတင်းတောက်တို့ဟာတို့ခွင့်မပြုဘူး UN လည်းခွင့်မပြုဘူးတို့ဒီအဖွဲ့တိုင်းခွင့်မပြုဘူးဒီအဲ့အချင်းအဆိုးပါပေါ့နော်အဆိုးရရဲ့ဟိုအကြံပေးနေနဲ့ လုတ်ခဲ့ဥပါတယ်ဆိုတော့အဲ့ဒီအဲ့ရဒီမြန်မာနိုင်ငံနဲ့လောက်ရတဲ့အတွေ့အကြုံလေးနည်းနည်းပြောပြပေးပါဒီကလောက်ရခံရတဲ့အနေပေါ့နော်တခြားကုလသမဂ္ဂတခြားနိုင်ငံတွေမှာလောက်တာနဲ့မြန်မာနိုင်ငံမှာလောက်ရတာဘာကွာလဲသိချင်လို့ပါကျမအနေနဲ့မြန်မာပညာရှင်အနေနဲ့ဒီအစိုးရကိုအကြံပေးတဲ့အဖွဲ့မှာဥက္ကဋ္ဌလောက်တာဒီရေကြီးရေရှမ်းဘာဖြစ်ဆိုတရုတ်ပြည်အတွေ့အကြုံဆူနာမီဒီရှစ်နိုင်ငံအတွေ့အကြုံနောက်တော့ဒီအင်ဒိုနီးရှားအတွေ့အကြုံဒါတွေပါ ရှိတော့အဲ့ဒီတော့က ဟိုကျွန်မကိုခန့်လိုက်တာဟိုဥက္ကဋ္ဌအနေနဲ့အကြံပေးအဖွဲ့ရဲ့ဥက္ကဋ္ဌရေကြီးရေရှမ်းပေါ့လေဆိုအဲ့ဒီမှာဒီကုလသမဂ္ဂတွေနဲ့ကုလသမဂ္ဂအဖွဲ့တွေနဲ့ကမ္ဘာပံအဖွဲ့တွေနဲ့လှုပ်တာသူတို့ကဒီလှုပ်တာတော့စေနာကောင်းပါတယ်တော်တော်များများအထူးဖြင့်ဒီ UNDP ကတော်တော်လေးစေနာကောင်းနေပေါ့လေဒါမဲ့ဟိုကိုနိုင်ငံအကြောင်းမသိတာတွေအများကြီး မသေးတာအများကြီးဆိုတော့အမှားတွေရေးတာတွေပါတယ်ကျမတို့ကမရှိဘူးဆိုတော့တော်တော်မှားယွင်းမယ်ဥပမာတစ်ချက်ပြောမယ်ဆိုရင်တို့ကပြောတယ်ဒုတ်ရှိရှိနဲ့ရမ်းပြီးဒီမြမအမျိုးသမီးတွေအားတဲ့ညီဒီညီပေါ့လေညီတို့အိမ်တို့ပိုင်ဆိုင်ခွင့်မရှိဘူးပြက်ဟမ်အဲ့တော့ကျမပြောတယ်ဟင်ဒါဘယ်ကလာလဲပေါ့ဒီကမဟုတ်ဘူးတဲ့ဒါဟိုဒီ ဟိုစာတန်းတစ်ခုอ่ะပေါ့အဲ့တော့စာတန်းကိုကျမတကြည့်တော့ဒါဟိုအင်္ဂလိပ်မှာတယောက်ရေးထားတာကို Oxfam ကအင်္ဂလိပ်မှာတယောက်ရေးထားတာသူကဒီမင်းမူးမဲ့မှာသွားပြီး လူတွေ့အင်တာဗျူးတွေလုပ်ပြီးအဲ့လိုရေးတယ်ခက်တာသူအင်တာဗျူးလုပ်တဲ့လူတွေကအလုံးဆင်းရဲမိန်းမတွေရောယောက်ျားတယောက်မှမြေမပိုင်ဘူးအဲ့ဒါကြောင့်အဲ့လိုဟာမျိုးပေါ့လေဆိုတော့ကျမအနေနဲ့ပြောချင်တာဘယ်ကုလသမဂ္ဂအဖွဲ့ပဲဖြစ်ဖြစ် နော်ကဘာပန်အဖွဲ့ပဲဖြစ်ဖြစ်ဒီဒီမှာရှိတဲ့ဒီနိုင်ငံကပညာရှင်တွေကိုလေးလေးစားစားဆက်ဆံဖို့လိုတယ်အရေးထားဖို့လိုတယ်သူတို့မှာရှိတဲ့မြန်မာအမှုဒဏ်တွေကိုလည်းတေချာနားထောင်ဖို့လိုတယ်မကြသေးခင်ကပဲဒီမြန်မာနိုင်ငံလူခွေးနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂအထူးခံထားတဲ့ကိုယ်စားလှယ်တူဟိုကမစ္စရန်ဟင်းလီပါသူလာတယ်လာပြီးတော့သူတက်ပြအခြေမျိုးပေါ့နော်ဒီအစိုးရတဲ့လက်ထက်မှာလာပြီးတော့အခုပြန်သွားတဲ့အခါမှာ အစီရင်ခံစာရေးတယ်ရေးတာကိုတက်တော်မှာပြင်းပြင်းထန်ထန်ကန့်ကွက်ကြပါတယ်တချို့ကဆိုရင်ဟိုရခိုင်ဘက်ကဆိုရင်ဘူးဒီတော်ကကိုစလေတယောက်ကဆိုရင်ဒီကကုလသမဂ္ဂရဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပေါ့နော်မြန်မာနိုင်ငံထဲမှာလုပ်ပုံကိုင်ပုံဟာဒေတာတွေမှာစိန်ဝန်းကွဲပြားမှုတွေဖြစ်စေတယ်ပေါ့နော်ဒါကြောင့်မို့လို့နောက်ဆိုမလာဖို့တော့တောင်းဆိုတဲ့အထိဖြစ်လာပါတယ်ကုလသမဂ္ဂနဲ့နိုင်ငံကအဖွဲ့အစည်းတွေမြန်မာနိုင်ငံနဲ့လုပ်ပုံကိုင်ပုံနဲ့ပတ်သက်ပြီးဆင်မကိုတိုင်းအတွေ့အကြုံပေါ့နော်အဲ့ဒါလေးကိုနည်းနည်းပြောပြပေးပါ ဘလို့ဆက်မနေနေမြင်နေကုလသမဂ္ဂရဲ့အခန်းကဏ္ဍပေါ့နော်အထူးဒီလူအခွင့်အရေးနဲ့ပတ်သက်တဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေရဲ့အခန်းကဏ္ဍကိုပြောချင်ပါတယ်ဆိုတော့ဒီကမ္ဘာမှာ UN မှာ190နိုင်ငံရှိပါတယ်190နိုင်ငံတည်းကဒီအထူးလူအခွင့်အရေးကိုယ်စားလှယ်တွေခန့်ထားတဲ့သူတို့ရဲ့ဟိုသူတို့ကိုခန့်တဲ့ဟိုအဖွဲ့ပေါ့လေအဲ့ဒါဒီ Human Rights Council လူ လူအခွင့်ရေးကောင်ဆယ်လို့ခေါ်တယ်။အဲလူခွင့်ရေးကောင်ဆယ်ကသူတင်ပြချက်တရား25ချက်ရှိတယ်။အဲ25ချက်မှာ20ဒီပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့စာတမ်းတွေပေါ့။အချက်20ဟာအစ္စရေးကြီးပဲကန့်ကွက်တယ်။နော်အစ္စရေးဆိုတာအရှိအလိုက်ပိုင်းမှာတခုတည်းသောဒီမိုကရေစီအစ္စရေးကိုကန့်ကွက်တယ်။၄ခုကမြန်မာနိုင်ငံကိုကန့်ကွက်တယ်။ တခုဟာမြောက်ကိုရီးယားကိုကန့်ကွက်တယ်ဆိုတော့ကျန်တဲ့189နိုင်ငံမှာလည်းလူအခွင့်အရေးချိုးဖောက်တဲ့နိုင်ငံတွေကအများကြီးရှိတယ်အဲ့ဒါတခုမှမပြောဘူးအဲ့တော့ဒီမက်ဒမ်ယန်ဂီလီကိုပညာရှင်အနေနဲ့ကျမလေးစားပါတယ်အာသို့တော်လည်းပဲသူ့ကိုခန့်တဲ့အဖွဲ့အားဟိုကမဖြစ်ဘူးပေါ့လေတမတမလည်းမရှိဘူးနောက်ပြီးနိုင်ငံတိုင်းမှာလည်းသူတို့ကမခန့်ရဲဘူးဘာဖြစ်လို့မခန့်နိုင် တရုတ်ပြည်တို့ဘာလို့လက်မခံဘူးတရုတ်ပြည်တို့ဗီယက်နမ်တို့ကအခုတို့ဒီအထူးကိုယ်စားလှယ်တွေခန့်ထားတာဟိုရှစ်ယောက်လောက်ပဲရှိတယ်ဒီဒီဒီယာဒူးနဲ့လေရှစ်ယောက်နောက်ပြီးဟိုဟာရှိသေးတယ်ပညာရှင်ဆိုပြီးခန့်ထားတာအလုံးပေါင်းမှ7ယောက်ဘလို့ပဲဖြစ်ဖြစ်လက်တဆုပ်စာပဲရှိတယ်ဆိုတော့ဟိုဟာဗောလေနိုင်ငံတိုင်းဝင်နေတဲ့တို့မခန့်ဘူးအဲ့တော့ကျမတို့နိုင်ငံအနေနဲ့ညင်းရတယ်လောင်းတော့ကညင်းတယ်မလာနဲ့ဆိုပြီး ပြီးမလာဘူးအဲတီရီလင်ကလည်းညင်းမဲ့ထင်တယ်လာအိုကတော့ညင်းတယ်ဖိလစ်ပိုင်က23ဟာတောင်းဆိုဂျင်ခံရတယ်လာပြစီလာပြစီဆိုပြီးသူတို့စီရပေါ့သူတို့စီရလူတွေဒီလူအခွင့်ရေးကောင်စီကဒီခန့်ထားတဲ့လူတွေအဲ့တော့3ဟာပဲသဘောတူတယ်3ဟာပဲသဘောတူတယ်ဆိုအဲ့လိုအင်ဒိုနီးရှားဆို23ခါတောင်းဆိုတယ်နှစ်ခါပဲသူတို့ကိုပေးဝင်တယ် အဲ့တော့ဆုံးကြတော့မင်းစရာရှိတာကပေးမှုဝင်တဲ့အထုကိုစလဲတွေကိုဘယ်လိုလုပ်လဲဘယ်လိုလုပ်လဲဆိုတော့မြောက်ကိုရီးယားအတွက်ခန့်ထားတဲ့အထုကိုစလဲအဒီမြန်မာနိုင်ငံကပြည်သက်တွေတိပါတယ်မစ္စတာကင်တာနာပါအဲ့တော့သူကမြောက်ကိုရီးယားအတွက်မြောက်ကိုရီးယားသူ့ကိုလက်မခံတဲ့အတွက်ကြောင့်တောင်ကိုရီးယားရဲ့ဂျပန်ရဲ့နောက်ပြီးတခြားနေရာရဲ့သူအစီရင်ခံစာတွေတင်ရပါတယ်ဟုတ်ဆိုတော့လူခွင့်ချိုးဖောက်တဲ့ လို့ဒီကဘာသတ်မှတ်ထားတာပေါ့နော်အဲ့ဒီထဲမှာမြန်မာနိုင်ငံကပါနေတယ်မြန်မာနိုင်ငံလည်းတနိုင်ငံနေနဲ့ပါတယ်ပေါ့နော်ပါတယ်ဆိုတော့ဒီလိုနိုင်ငံမျိုးကိုဒီလိုမျိုးဒီအထူးကိုယ်စားလှယ်တွေခန့်ပြီးတော့လာဖို့မသင့်ဘူးလားဆရာမအဲ့ဒါဆိုလို့ရှိရင်လူခွေချိုးဖောက်တာချိုးဖောက်မှုများရှိတာတော့အမှန်မှန်တယ်ဒါပေမဲ့မြန်မာနိုင်ငံတခုတည်းလားမင်းစရာဖြစ်လာတယ်။ဘာဖြစ်လို့မြန်မာနိုင်ငံတဲ့အချင်းနေအများကြီးဆိုတဲ့နိုင်ငံတွေရော တမတမမဆက်ဆံနဲ့သူတို့စီကိုလည်းလွတ်လေအလုံးတော့နောက်တစ်ခုကလည်းဒီအထူးကိုယ်စားလှယ်တွေကဘလို့အစင်ခံစားတွေထွက်လဲဆိုတာရှိတယ်နော်ဒီသူတို့အစင်ခံစားတွေဟာနိုင်ငံတစ်ခုရဲ့အချုပ်ချာအာဏာလားထည့်ရတော့ဘယ်နိုင်ငံမှတန်ကြီးခံနိုင်မှာမဟုတ်ဘူးဩစတြေးလျလည်းဒီဩစတြေးလျလိုနိုင်ငံမျိုးလည်းဒီလူခွေးကောင်စင်နဲ့ပြဿနာတက်တယ်သူတို့ခိုင်းထားတာတွေမလုပ်လို့တယ်ဩစတြေးလျ ဘာဖြစ်ဆိုဒီနိုင်ငံသားအဖြစ်ကျွမမှာတင်ထားတဲ့ဒုက္ခတွေတွေကိုအอสတြေးလျလက်မခံလို့ဆိုပြီးမြန်မာနိုင်ငံလိုပဲပေါ့အဲ့ဒါအဲ့ဒါကြောင့်အဲဒါမဲ့အอสတြေးလျကိုကြတော့မဆူမဆဲရဲဘူးလေနိုင်ငံကြီးဆိုတော့မဆူမဆဲရဲဘူးဟုတ်ကဲ့ဆိုတော့ဒီမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအေးပေါ့နော်ဟိုဒီလိုမျိုးရှောက်လန်းတဲ့အချိန်မှာဒီကုလသမဂ္ဂကနေပြီးတော့ ဒီလိုမျိုးကုလသမဂ္ဂရဲ့အခန်းကဏ္ဍပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲအဲ့ဒါလေးအချင်းချင်းပြောလိုက်ပြောပြပါကုလသမဂ္ဂကကောင်းတာတွေအများကြီးရှိပါတယ်ကောင်းတာမကောင်းတာလဲကိုလည်းတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့အလျောက်အဲ့ဒီတိုင်းပြည်မှာရှိတယ်ဌာနေကိုယ်စားလှယ်တွေပေါ်မူတည်ပါတယ်ဒါလူပေါ်အများကြီးမူတည်တယ်နောက်ပတ်စံဘလောက်ရှိလဲဆိုတာလည်းမူတည်တယ်ဒီသူ့ရဲ့ရုံးအဖွဲ့စည်းမှာပတ်စံမရှိရင်ရှင်းရှင်းပြောရင်ပတ်စံပေးတဲ့ နိုင်ငံနေအကြိုက်လိုက်လုတဲ့ကုလသမဂ္ဂအဖွဲ့တွေလည်းရှိပါတယ်တော်တော်များများအဲ့လိုပါပဲဒါမဲ့မကောင်းလို့မဆိုလို့ဒီချမ်းမရေးတို့ပညာရေးတို့လူမှုရေးတို့ဒါတွေအများကြီးကိုလှုပ်ရှားနေရှိပါတယ်နိုင်ငံရေးကိုဝင်မဆွတ်ပဲနဲ့ဘာဖြစ်လို့အခုပြောတာတွေတချို့ကနိုင်ငံရေးကိုထိတယ်နောက်တစ်ခုကကိုယ့်ရဲ့အချုပ်ချာအာဏာ အနော်လာကြည့်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်အခုလို VOA မှာလာပြီးတော့ဆွေးနွေးပေးတဲ့အတွက်ကျမလည်းကျေးဇူးတင်ပါတယ် VOA ကို